ရိတ်သားများအားလုံးပဲမင်္ဂလာပါခင်ဗျာညမာနိုင်ငံကိုစားပြု SB အမျိုးသမီးကလပ်အသင်းဟာအာဆာချန်ပီယံလိပွဲစဉ်တွေကိုညနေ၄နာရီမှာ ရှင်ပြိုင်ကစားခွင့်ရနိုင်စေဖို့အတွက် AFC နဲ့အချိန်နှိမ့်နိုင်ကျင်သေးတယ်လို့သတင်းကြားသိရပါတယ်ခင်ဗျာဟုတ်ကဲ့အမျိုးသမီးအာဆာချန်ပီယံလိရဲ့အုပ်စုစဉ်ပွဲစဉ်တွေကို လာမယ့်နိုမာလာကိုရောက်ရင်စတင်ကျင်းပတော့မှဖြစ်ပါတယ်အမျိုးသမီးအာဆာချန်ပီယံလိပြိုင်ပွဲအတွက်အုပ်စုတွေမဲခွဲလိုက်တဲ့အချိန်မှာမြန်မာနိုင်ငံကိုစားပြု SB မြို့မီကလပ်အသင်းကအုပ်စုစီမှာကြောက်သွားခဲ့ပါတယ် ဒီအုပ်စုမှာ SB မြို့မီကလပ်အသင်းကတောင်ကိုရီးယားကလပ်ဆူဝမ်၊မြောက်ကိုရီးယားကလပ်နီကိုယန်၊ဂျပန်ကလပ်တိုကျိုဘာရီဗီလီဇာတို့နဲ့ရင်ဆိုင်ရှင်ပြန်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ SB မြို့တီကလပ်အသင်းပါဝင်တဲ့အမျိုးသမီးအာရှချန်ပီယံလိအုပ်စုစီကိုမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပဝင်ရရှိထားပါတယ်။အာရှဘောလုံးခွဲချုပ်ကနေပေါ့လေအမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲအတွက်အုပ်စုတွေမဲခွဲလိုက်ချိန်မှာတအုပ်စုမှာအသင်းလေးသင်းစီပါဝင်တယ်။အဲ့အသင်းလေးသင်းတဲ့ကတသင်းကို ကိုစားပြုတဲ့နိုင်ငံပေါ့လေအဲ့နိုင်ငံကအဲ့အုပ်စုကိုအင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ရပါတယ်ခင်ဗျဟုတ်ကဲ့ဒီတော့မြန်မာနိုင်ငံကိုစားပြု SB မြို့သိကလပ်တင်ပါဝင်တဲ့အမျိုးသမီးအာရှချန်ပီယံလိဂ်ရဲ့အုပ်စုစီအားပွဲစဉ်အားလုံးကိုမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ရရှိလိုက်တာဖြစ်ပါတယ်ရန်ကုန်မြို့မှာရှိတဲ့တူဝနာအားကစားကွင်းမှာအမျိုးသမီးအာရှချန်ပီယံလိဂ်အုပ်စုစီအားပွဲစဉ်အားလုံးကိုကျင်းပပေးသွားမှာဖြစ်ပါတယ်ခင်ဗျလက်ရှိချိန်မှာအာရှချန်ပီယံလိဂ်အုပ်စုပွဲစဉ်၃ပွဲကို SB မြို့သိကလပ်တင်က ်ဘယ်ချိန်တွေမှာ ရှင်မြန်ကစားရမယ်ဘယ်နေ့ရက်တွေမှာရှင်မြန်ကစားရမယ်ဆိုတော့ကိုအာချဘောလုံးဖွဲ့ချုပ် AFC ဘက်ကထုတ်ပြန်ကြေညာထားပြီ AFC က SP မြို့မြကလအသင်းကိုည9:00နာရီမှာနှစ်ပွဲသတ်မှတ်ပေးထားတယ်ညနေ3:00နာရီမှာတပွဲရှင်မြိုင်မိုးသတ်မှတ်ပေးထားတာကိုတွေ့ရပါတယ်ခင်ဗျအုပ်စုအဖွဲ့ပွဲစဉ်ကို SP မြို့မြကလအသင်းကတောင်ကိုရီးယားကလပ်ဆူဝမ်နဲ့နိုဝင်ဘာလ9ရက်ည9:00နာရီမှာစတင်ရှင်မြိုင်မှာဖြစ်ပါတယ်အုပ်စုဒုတိယပွဲစဉ်ကိုတော့ဂျပန်ကလပ်တိုကျိုဘာရီဗီလီဇာနဲ့နိုဝင်ဘာလ12ရက် ညနေ3:00နာရီအချိန်မှာရှင်ပြန်မှာဖြစ်ပါတယ်ခင်ဗျအုပ်စုနောက်ဆုံးပွဲစဉ်ကိုမြောက်ကိုရီးယားကလပ်နေကိုရနဲ့နော်မာလာ15ရက်ည9:00နာရီအချိန်ဒီမှာ ISB မြို့သမီးကလပ်တင်ကရှင်ပြန်မှာဖြစ်တယ်လို့ AFC ကသတ်မှတ်ပေးထားပါတယ်လက်ရှိမှာတော့ပရိသတ်အားလုံးအဆင်ပြေပြေကြီးစုနိုင်စေဖို့အတွက်အုပ်စုပွဲစဉ်3ပွဲလုံးကိုညနေ4:00နာရီမှာရှင်ပြန်ကစားခွင့်ရအောင်သူတို့ဘက်က AFC နဲ့ထပ်ပြီးညှိနှိုင်းသွားပါဦးမယ်လို့ ISP ကလပ်အသင်းဘက်ကထုတ်ပြန်ကြေညာထားတာကိုတွေ့ရှိရပါတယ်ခင်ဗျာဒါကြောင့် ISP Music ကလပ်အသင်းရဲ့အာရှချန်ပီယံလိဂ်အုပ်စုစဉ်ပွဲစဉ်တွေဟာအချိန်ပြောင်းလဲဖြစ်လာလေဦးမလားဒါမှမဟုတ်ဒီတိုင်းပဲဆက်ရှိသွားလေဦးမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတော့ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ